အလုံးမဲ့မင်္ဂလာပါလို့နော်ပြောသားပါလေရှင်အလုံးမဲ့မင်္ဂလာပါစားပြီးကြပြီလားလို့စားပြီးကြပြီလားစားပြီးကြပြီလားအနေရောနေလဲစားမစားရသေးဘူးဒီမှာကိုယ်နေလဲ7နာရီပေါ့နော်7နာရီထိုးဆိုတော့စားရပါဘူးလို့ခုမှချက်တုံးပြုတ်တုံးလေး ချက်တုံးပြတ်တုံးလေးဆိုတော့စကားလေးပြောချင်တာနဲ့ကဲဒီနေ့တော့စကားလေးပြောဆောင်လိုက်ပါအောင်မယ်ဒီနေ့တော့နည်းနည်းလေးနည်းနည်းလေးစိတ်ထဲမှာအန်ဒီတော့ကတော့အန်ဒီရဲ့အမှန်တရားပေါ့နော်ကိုကိုဘက်ကကြည့်တော့ကိုကအမှန်တာပေါ့အဲ့ဒါလေးကိုပြောမယ်လို့ဆိုပြီးတော့စိတ်ကူးထားပါတယ်လို့အားလုံးလည်းကျမ်းမာရေးကြီးဆက်ကြပါနော်အခုမြန်မာပြည်မှာမိုးရင်းစာရောက်ပြီဆိုတော့ တုတ်ကွေးတွေရံဖြစ်ကုန်တယ်လို့တင်ကြပါတယ်နော်တုတ်ကွေးတွေဖြစ်တယ်ဆိုတော့ကျမရေတော့ to be ဆိုင်ကြပါလို့ပြောချင်ပါတယ်ရှင်ဒီနေ့ခေါင်းစဉ်လေးနဲ့ပြောမှာကတော့ပေါ့နော်ပညာတတ်ရင်ပြီးရောဆိုတဲ့အကြောင်းအရာလေးနဲ့ပြောမှာပေါ့နော်ဆိုတော့ခဏလေးဒီအားလေးယူလိုက်ပါဦးမယ်ဒီနေ့ပြောချင်တဲ့စကားလေးတွေကိုကစုထားတာပေါ့နော်ဟိုပြောချင်တဲ့အရာလေးတွေပေါ့ ဒီနေ့လက်ရှိယနေ့လောကကြီးမှာဖြစ်ပျက်နေတဲ့အရာတွေကိုပြောပြချင်တာပါဒီနေ့လောကကြီးမှာလူတွေရဲ့အတွေးခေါ်တွေလူတွေရဲ့ဒီပေါ့ဟိုသူတို့ကလူတွေရဲ့စိတ်ဓာတ်တွေအခါကြလို့ရှင်မှန်းခတ်တယ်နော်ဒါကြောင့်ဒါကြောင့်မလို့အဲ့ဒီနေ့အန်ဒီရဲ့ဒီခေါင်းစဉ်လေးကပညာတက်ရင်ပြီးရောဆိုတဲ့ကောင်းစင်လေးနဲ့လှမ်းပြောမှာပေါ့နော်ပညာတက်ပြီးရောဆိုတော့အဲ့နောက်ဆက်တွေ့လာမှာပေါ့နော်ပညာတက်ပြီးရောပေါ့ အဲ့ဒါလေးနောက်ဆက်နောက်ဆက်တဲ့ခေါင်းစဉ်လေးနဲ့ပေါ့နော်ကိုပြောခြင်းနဲ့ဒီနေ့ရာလူပြောပြခြင်းတာပေါ့နော်ခဏလေးနော်ဇာဒီနေ့စန်ဒေးလည်းဖြစ်တယ်ဆိုတော့အိမ်မှာပိတ်ရလည်းဖြစ်တယ်အနာလည်းယူတယ်တမင်စားမလို့မာလင်းတော်မအခုမှအရာနိုးတယ်အတူထိုင်ဆောင်မရတာဆိုတော့လေဒီနေ့ပြောခြင်းတာဘာလဲဆိုတော့တချို့တွေပေါ့နော်ပညာတက်လို့ရှင်ပေါင်းနေကြဒါတော့အနည်းလို့ ငငယ်တုန်းကလည်းရှိတယ်เนาะဒါကအခုမှမဟုတ်ဘူးပေါ့เนาะတချို့လူတွေရဲ့စိတ်ဓာတ်တွေကနံပါတ်1ပညာတတ်ကမယ်ပညာတတ်ဆိုရင်ပေါင်းတယ်ကို့အမျိုးတွေတော့မှမရှိတယ်အဲဒီလိုအမျိုးတွေမှမရှိတယ်ပညာတတ်မှပေါင်းတာအဲဒီလိုအမျိုးတွေเนาะဒါဆွေမျိုးပါတော့เนาะပညာတတ်မှရေးပေါင်းတာရှိတယ်ပညာတတ်ဆိုပေါင်းတယ်တချို့ကျတော့လည်းပတ်စံရှိရင်ပေါင်းတယ်เนาะဒါသိကြမှာပါမြန်မာနိုင်ငံမှာဆိုလို့ရှိရင်အခုရှိတာလေเนาะပတ်စံရှိမှပေါင်းကြတယ်ပတ်စံမရှိစဉ်းစားဆိုစကားပြောညာဘူးအဲဒါတော့ အခုခုမှဖြစ်တာမဟုတ်ဘူးเนาะဒါဟိုအရင်ကတည်းကလူတွေရဲ့လူတွေရဲ့စိတ်တက်တွေပေါ့เนาะငါတို့ပညာတတ်မှငါတို့ပေါင်းမယ်ညာတလို့ရှိအောင်ပေါင်းမှုဆိုတဲ့လူတွေရဲ့ခောက်ရိုးကျိုးဆွဲနေတဲ့အရာပေါ့ဟိုခါဟိုဟိုတခါပြီးခဲ့တဲ့ခောက်ကဟိုဟာမိတ်ကပ်เนาะမိတ်ကပ်တရားပြောတယ်လို့ပေါ့ငါတို့စီနီယာတွေကဂျူနီယာတွေငါတို့ဖိထားလိုက်မှာတော့အဲ့လိုမျိုးလေးတွေပဲအခုခေတ်လက်ရှိမှာလေကပညာတက်ပြီးရော ပညာတက်လို့ကတော့အဲ့လူကဟိုဘလို့စကားကြီးလိန်လေပဲပြောပြောပုတ်ကရတွေပဲပြောပြောအဲ့ပညာတက်လို့ရှိရင်သူကအဲ့ပညာတက်ကိုအားပေးကြတယ်ဝန်းရံကြတယ်ဒီလိုပဲပတ်စံချမ်းသာလားပတ်စံချမ်းသာတယ်ဆိုလို့ရှိရင်ဒီလူကဘလောက်ချမ်းသာရမ်းချမ်းသာပြီဆိုဒီလူဘလောက်ပဲအမားကြီးပဲလုံလို့နော်ဒီလူဘလောက်ကြီးပဲမကောင်းတာလုံလို့အဲ့ဒီလူတွေအတွက်ဝိုင်းရင်ဝိုင်းဝန်းပေးကြတယ်ကောက်ွယ်ပေးကြတယ်ဘာကြောင့်လဲငါတို့တွေရဲ့တချို့သောလူမျိုးတွေရဲ့စိတ်တက်က ပညာတက်ရင်ပြီးရောပဲပညာတက်နေလို့ရှိရင်လူတော်တွေဝင်နေပညာတက်လို့ရှိရင်လူပေါ်မှာမျက်နာပွင့်နေဆိုပြီးတော့ငါတို့လူမျိုးတွေရဲ့ဒီလူမျိုးစိတ်ဓာတ်တွေပေါ့နော်ပညာမတက်လို့ရှိရင်စကားမပြောကျင်ကြပညာမတက်လို့ရှိရင်ရင်းဖက်မလုပ်ကျင်ကြလို့ရှိရင်မလုပ်ကျင်ကြဘူးပတ်စံမရှိလို့ရှိရင်စကားမပြောကျင်ကြတို့လူမျိုးတွေရဲ့တချို့သောစိတ်ဓာတ်တွေကိုအန်ဒီယာဒီနေ့ပြောပြကျင်တာဒီနေ့အန်ဒီအဲ့အကြောင်းအရာပြောမယ်ဆိုရင်နော်အဲ့ဒီကို ဟိုဘာနီပိလို့ခေါ်တယ်နီပိနေခြိုက်မှာမဟုတ်ဘူးနော်မခြိုက်လဲစိတ်တော်မရှိနေအန်ဒီကအမှန်တရားပြောတာပါအန်ဒီနဲ့အတွေးခေါ်ခြင်းတူတဲ့သူတွေကတော့အန်ဒီပြောတာကိုလက်ခံခြင်းလက်ခံပေမဲ့ပညာတက်တည်ဆရာဝန်လောင်းနေဟိုပြောမှာဆိုနီပိန်လာနီပိန်ဘက်ကဆရာဝန်တွေကတော့ဆရာဝန်တို့ပညာတက်တူကတော့အန်ဒီထောက်ခံခြင်းမှာထောက်ခံမယ်အန်ဒီကိုချက်ချင်းမှာချက်မယ်အန်ဒီပြောတာအောင်ဒါကတော့တဘာဝတရားပဲလေနော် အခုကိုယ့်အမျိုးတွေတောင်မှဟိုပညာတက်ဆိုလို့ရှိရင်ပေါင်းသိခြင်းနဲ့ပညာမတက်လို့ရှိရင်နှိမ်ခြင်းနဲ့အဲ့လိုမျိုးရှိခဲ့တာ哦ဆိုတော့အန်ဒီပြောချင်တာကတော့အန်ဒီဘောမှာတော့ပညာတက်တာမတက်တာထက်လူရဲ့နှလုံးသားစိတ်နှလုံးသားလှတာကိုပဲအန်ဒီကသဘောကျတယ်ဒါပွင့်လင်းပြောတာအန်ဒီကိုယ်တိုင်ကလည်းပညာတက်ကမဆရာဝင်နေဆိုပြီးရွေးလည်းမပေါဘူးเนาะအန်ဒီပေါင်းသိတဲ့အပေါင်းသိတဲ့မှာဟိုဆရာဝင်ဆိုတာချွေးမလေးရဲ့ညီမလေးတော့ဆရာဝင်လောင်းလေးပေါ့เนาะအန်ဒီကိုယ်တိုင်ကလည်းသူလာပြု တယောက်ပါကျမကြီးဝင်တဲ့တယောက်ပါအဲ့လိုခုခုလေးထင်မချင်းထင်ကြီးစရာလည်းမရှိဘူး။ဒါလေငါကျမကြီးဝင်တာလေငါတလေငါလူမှာအမေကိုလုတ်တဲ့အရာတစ်ခုကကိုသူများအတွက်အကျိုးရှိမယ်ဆိုရင်တော့အန်တီလောက်လုတ်တယ်။အဲ့ဒါလေးသိဖို့ပြောချင်တာပေါ့နော်။အခုပြောမယ်ကွာ။အန်တီတို့အခုတို့မြန်မာနိုင်ငံရဲ့အခြေအနေအားလုံးသိတယ်ဟုတ်မြန်မာနိုင်ငံမှာအခြေအနေမှာကောင်းမှုနော်အားလုံးဟိုစစ်ပွဲတွေဖြစ်နေတယ်နော်စစ်ပေးရှောင်တွေရမ်းများလာတယ်ဒါကတော့ဗာလဲဆိုတော့ဟိုပြောရမယ်ဆိုရင် ဒီစစ်တပ်နဲ့စိတ်နဲ့ပဲစစ်တပ်လည်းပြောကြအောင်စိတ်ရှုပ်လို့အန်ဒီကတော့ပြောတဲ့အခါမှာအန်ဒီဒီမြန်မာနိုင်ငံသားလည်းမဟုတ်တော့ပါဘူးဒီနေ့ချိန်မှာအန်ဒီကဒီနိုင်ငံမှာနေရနှစ်ပေါင်း30ကျော်ဖြစ်တဲ့ကြောင့်ဒီကုမြန်မာနိုင်ငံရဲ့ citizen လည်းမခံထားတဲ့အတွက်ကြောင့်အန်ဒီကလွတ်လပ်စွာပြောပြမှုရှိဒါပေမဲ့ကိုပြောတဲ့စကားတခွန်းလေးကသူများအတွက်အကျိုးရှိမယ်ဆိုအန်ဒီကသဘောကျလို့ပြောပြောပြတာပေါ့နော်လူတိုင်းကမတူကြဘူးလေနော်မြန်မာနိုင်ငံမှာတန်း90ရှိမယ်ဒီဆွေနိုင်ငံမှာလည်းဘယ်လောက်တန်းရှိမယ် တူရှင်တဲ့လူတွေကနဲမယ်လေကိုနဲ့ဆက်ချင်းတူတဲ့လူတွေကနဲမယ်ဒါပေမဲ့အဲ့ဆက်ချင်းတူတဲ့လူတွေမှာအနေရပေါ့ကိုနဲ့ဆက်ချင်းမတူလားပေါ့ပေါ့သိအခုကတော့မြန်မာနိုင်ငံကဘာဖြစ်စို့ပညာတက်လို့အရင်ဦးစားပေးကြတယ်ပညာတက်တွေကပြောလို့ရှိရင်အကုန်ယုံတယ်ကွာပညာတက်ပြီးရောပဲပညာတက်ကဟိုပညာတက်တဲ့လူတယောက်ကစကားကိုအမျိုးမျိုးဟိုလိုပြောဒီလိုပြောလဲမလိုဘူး तू तू ကပညာတက်ပဲလေ तू ကပညာတက်တဲ့ကြောင့် तू ပြောစကားအမှန်ကန်ကြီးပဲဒါဆိုရင်အနီပြောရမှာဆိုလို့ရှိရင်တော့အနီပိနေစမ်းတိုက်မှာမဟုတ်ဘူး မကြိုက်လည်းကြောင်းမဟုတ်ဘူးနော်အဓိကအနေဒီနေ့မြင်တွေ့နေရပြောပြခြင်းကဘာမြင်တွေ့နေရလဲဆိုတော့ကိုကအလုံးလက်တီတိုင်းပဲနော်တို့နိုင်ငံရေးရအစိမ့်နဲ့အနေနဲ့ဟိုဖြစ်တဲ့ကိစ္စပေါ့နော်အစိမ့်နဲ့အနေနဲ့ဖြစ်တဲ့ကိစ္စကြီးခုချိန်မှာတော့အစိမ့်ကတော့နော်အစိုင်းရတော့ခုချိန်မှာတော့ပြောစရာမလိုဘူးနော်။ तू ကကုထရီတော့နိုင်ငံရဲ့ခေါင်းဆောင်ပေါ့နော်။ဒါဒါဟိုလက်ကျမောက်လာပြီးတော့ဘလိမ့်နေတာ။အမှန်တရားပဲလေ။ဟုတ်တယ်မလား။ရှင်တို့ဒီဆုံးပဲ ဟုတ်တယ်ဟုတ်အဆိုင်ကအခုတတိနေရာတက်နေရတက်တက်နေတော့မယ်ဘယ်သူကအခုချိန်မှာအန်ယူဂျီကအစိုးရလို့ဘယ်သူလာပြောလဲသူမပြောဘူးအစိုးရအန်ယူအန်ယူဂျီကအစိုးရမဟုတ်ဘူးနော်နီပိန်းနေလာမနာကြဘယ်လိုပြောနီပိန်းလာမနာနေကောင်းတို့နီပိန်းနေပြောကျင်တာကတို့အန်ယူဂျီကအစိုးရဆိုငေါ့ချပြဘယ်နေရာမှာအစိုးရဆိုငေါ့ချပြနော်တို့တို့ဘယ်ညမှာကြောင်ထို့ထို့တို့တော့မှပုံရှိုးွယ်ရှိုးနေဟိုညလေးပုံလိုက်ဒီညလေးပုံပြီးတော့မှလေထဲကနေပြီးလက်သုံးချောင်းထောင်နေရလေ အဲ့ဒါလာပြီးတော့အစိုးရလာမပြောနဲ့။နီးပဲနေငါလာပြီးတော့မဆဲနဲ့။ဆဲစရာလည်းမလိုဘူးနော်။ညီတို့အမှန်တရားကိုပြောနေရလေနော်။ပြောချင်တာပါလဲဆိုတော့ဟိုအခုပေါ့နော်ဟိုစာအမေဟိုအမေတော့အောင်ဆန်းစုကြည်ပေါ့နော်။သူခေသူအခါတော့ကတေချာလေးနားထောင်ပြပါနော်။ဒေါ်အောင်ဆန်းစုကြည်သူ့ရဲ့ခေခါတော့ကအဲ့မှာဆိုရင်ဆယ်လီတွေအများအားဖြင့်ပေါ့နော်။ဟာအနာမဝိုင်းနေရမသိလား။ မမေးမမေးဆိုပြီးတော့ဟုတ်တယ်ဟုတ်အားလုံးသိဆုံး why နဲ့ကြာတချင်းနေဆိုကြတယ်ဟာဆယ်လေးအများစုပဲရှိရနော်အမှုပညာရှင်တွေအများကြီးပဲတော်ဆန်းစုကြည်ကလည်းဆယ်လေးတွေအားကိုးတာပေါ့နော်သူကလည်းဆယ်လီတွေအားကိုးနေတယ်ဆယ်လီတွေကငါတို့လူမျိုးတွေဆယ်လီဆိုရမ်းချစ်တာလေဆယ်လီတွေကဆယ်လီတွေကဟိုဟိုလက်ကနဲ့ဂျဘိုးဖြစ်လဲအဲဂျဘိုးကလက်ဖြစ်လဲသူတို့ဆယ်လီအားပေးတယ်ကဆယ်လီဘာပဲပြောက်အကုန်ချစ်တယ်ကွာဆယ်လီကနောက်ဆုံးအီးအီးစားပါလားဆိုတော့မိုင်းရင်းသွားစိတ်စင်မဆိုးကြနဲ့ စားမဲ့လူတွေကြီးပဲအဲ့လိုပြောလိုက်အဲ့ဒါအမှန်ကန်စကားတယ်ရိုင်းတော့တော့ခွန့်လို့ဆယ်လီတွေပြောနေအကုန်မှန်တယ်ဆယ်လီတွေဘာလို့လဲအကုန်မှန်တာတွေကြီးပဲဟုတ်တယ်ဟုတ်အဲ့တော့ဆိုလို့ရှိရင်ဟာလူတွေဆယ်လီတွေလက်သုံးချောင်းထောင်ဆယ်လီတွေဟာအကုန်လုံးသူ့နာမှာဝဲနေတာလက်ပြားတွေဝဲတယ်လို့ပဲနော်ဝဲနေကြတာဝဲနေကြတာဟာအဲ့မှာတယ်အော်ဖြစ်ချင်တော့အဲ့မှာဆိုရင်နော်ဟိုမှာဟိုမင်းသမီးတွေမမေအတန်လေးဆိုချိုးမမေမမေအတွက်တားလေးလောက်တာအဖွားဖွားစုမမေစု ဖြစ်နေကြတာဖြစ်နေကြတာเนาะဟောပြီးတော့အမအာနာသိင်းသွားဟာအာနာလည်းသိင်းသွားတော့ဟာထွက်လာကြရှို့ရှို့ရှို့ပေါ့အာဗာလဲသွေးကြွေးမှာဆွေးဆွေးနွေးစရာမရှိအဲလက်သုံးချောင်းထောင်ပြီးတော့သွေးကြွေးမှာဆွေးနွေးရဆွေးနွေးစရာမရှိစီရင်လောက်ကြပါအရေးတော့မအောင်ရမည်ဆိုပြီးတော့အဲရုံမတက်နဲ့ရုံမတက်နဲ့အဲယုံမတဲ့နဲ့ယုံထွက်ဆိုပြီးတော့ဆယ်လီတွေရဲ့လောအောတာလောအောတာဆယ်လီလောအောလိုက်ကြတာတော်တော်များများကအခုချိန်မှာ မဟင်ငါရောင်းနေသူနဲ့ဆယ်လီတို့ချစ်တာအိုးဆယ်လီတို့ချစ်တော့ဆယ်လီတော်မဟိုအရှိဆုံးကနေပြီးသချင်းနေစုံနေကြတာပဲတိုက်ပွဲတွေဝင်နေကြတာပဲငါတို့လည်းပါမယ်ဆိုတော့အကုန်လုံးယုံယုံယုံထွက်လိုက်ကြတာအကုန်လုံးအခုချိန်မှာပညာတက်ဆရာမတွေမဟင်ငါရောင်းနေသူနဲ့ပလုံကောက်တဲ့သူနဲ့နော်ဟုတ်တယ်ဟုတ်ပလုံကောက်တဲ့သူနဲ့ဘဝတွေဆိုးသွားကြတယ်တချို့ကြလည်း အဲ့လိုပြောလို့ကျမကိုစစ်တပ်ဘောမှလာပြောတော့ငါဘယ်ဘောမှမလာငါမပြီးတခုချင်းငါပြောပြမယ်။ဟောအဲ့လိုပြသွားတော့အဲ့မှာတချို့ပြေးကြတယ်တချို့တွေဆိုထောင်ကြကြတယ်တချို့တွေဆိုပြေးဆက်လိုက်ရတယ်ရှိတယ်တချို့တွေကြတော့လေနော်ဟိုသွားကြတာရှိကြတာပေါ့အဲ့တချို့ကြတော့တော်တယ်ပြေးသွားကြတာပေါ့တော်တယ်မှာပြေးသွားကြပြီးတော့တစ်ခါ အဲ့လူတွေခံရပေါ့ဟာပတ်စံတွေပတ်စံတွေလူတွေကလည်းအဲ့ဆယ်လေးချစ်တော်တစ်ခါတဲ့ပတ်စံတွေအလူခံနေသူတို့ကလည်းတော်တယ်မာလေးထမင်းဟင်းတွေချက်ပြရဲကရင်ဝတ်စုံကြီးဝေးပြီးတော့အာတော်တယ်မာချက်ပြတာချက်ပြ follower တွေကလည်းရေးလေရတယ်သူတို့ဟာသူတို့တော်တယ်မာအနေနာခံနေကြတယ်ပေါ့အမလီတော်တယ်မာသူတို့အနေနာခံလိုက်ကြတာချီစမ်းမောင်တနာဘောက်ကောင်းလိုက်တဲ့ဆယ်လေးတွေဘဝတွေမြန်မာနိုင်ငံမှာအေးစစေးနေရတိုက်ကြီးတွေကားကြီးတွေနဲ့ foundation တွေချပြီးတော့နေလိုက်ရတဲ့သူတွေကအခုချိန်မှာတော်တယ်မာကရင်ဝတ်စုံကြီးတပြန်းပြန်းနဲ့တစ်ခါတဲ့ဟင်းနဲ့ထမင်းတွေချက်နေကြတနာ ားလိုက်ကြတာပေါ့သူတို့ဘာပြောပြောတနားလိုက်တာတနားလိုက်တယ်တနားလိုက်တာဘုံချဘုံကျဲခံခံရတာသူတို့သူတို့သူတို့စီမဟုတ်ဘူးတော့ဘုံကျဲခံရပြီဆိုရင်ဘယ်နေရာတွေမှလည်းမသိနဲ့သူတို့မရှိသောနေရာမှာဘုံကျဲခံရတာများတယ်တော့ဟုတ်တော့နော်ဘုံကျဲခံလဲစာပြင်ကြောင်းနေဘုံကျဲခံရပြီခလေးလက်ပြက်ချစ်ပြက်အလောင်းတွေပဲရတော့တယ် မဖြစ်ကြပြန်ဟောအဲ့မှာနှစ်နှစ်သုံးနှစ်ကြာပဲဖြစ်လေဖြစ်သွားကြပြန်တော့အမလေးသမီးလေးတွေရှေ့ရေးကြပါသမီးလေးတွေရှေ့ဒီမှာတော့လို့မရပါဘူးသမီးလေးတွေရှေ့ရေးကြလို့တော့မြေချူကြပြန်ဟောအခါတနာကြပြန်ဩအမလေးတနာကိုကောင်းလိုက်တာသူ့သမီးတွေရှေ့အတွက်သွားမှာပေါ့ဟုတ်တာပေါ့အမလေးကြားမှာပါစချမ်းသာပါစလို့တော့အားပေးဆူတောင်းတဲ့သူတွေကျမပြောလိုက်ချင်တာကနင်တို့ဒီနင်တို့လည်းပညာတတ်ကူမှာရေပြေးပေါ့မလားဟုတ်သူတို့တည်းထဲမှာပြန်တက်ပြီးရပဲပြန်တက်တွေကဘာပဲပြောပြောပညာတက်တွေကဘာပဲလို့လို့အကောင်းကြီးပဲဒါမဲ့နင်တို့သိရမှာကသူတို့ခလေးတွေပဲအသက်ပါတာမဟုတ်ဘူးလေ စစ်ဘေးရှောင်မှာလေညံကြားတိုင်းပြီးနေရတဲ့ကလေးတပုံးရှိရလေအဲ့ကလေးကသမပါလို့လားဗာအဲ့ကလေးကမြတ်တာမို့လို့လားအဲ့ကလေးတွေကပညာမတက်တဲ့သူတွေမို့လို့လားအဲ့ကလေးတွေရဲ့မိဘတွေကပညာမတက်လို့လားဟင်အခုဆိုရင်ကလေးတွေကအပေါ်ကြည့်နေရတယ်အောက်ကမကြည့်ရဘူးအပေါ်ကြည့်ရင်လင်းရင်ပဲတော့လာမယ်ပြီးပြေးရပြီဘို့မြောက်ဘုံတော်ကျဲဟုတ်မြောက်ရှိပြေးရပြီတချို့မလို့လို့ရှင်ပေါ့တေဝါကလေးအများကြီးပဲဒါပေမဲ့ ်ဆရီသားသမီးလားအိုးရတယ်သူတို့ကြောင်းနေဆိုလို့ရှိရင်အကောင်းစားလေးကြောင်းနေမှာမနေ့သမီးတွေရှိရေးအတွက်ကြောင်းတက်ကပါတယ်သမီးတွေရှိတယ်ကြလောပါတယ်။အမေရရှိတဲ့ဟိုသွားပါတယ်။အာကျမသားသမီးတွေဟိုကျောင်းမှာတက်နေပါတယ်။ကျမ။ဩ။ဘာကြောင့်လဲငါတို့နိုင်ငံရဲ့အဖြူအမဲလူဒန်းစာခွဲခြားတက်တဲ့စိတ်တက်တယ်။လူဒန်းကြလူဒန်းစာခွဲတယ်။အဲပညာတက်မှပေါင်းသိကြမယ်။ပညာတက်မှဂုံရှိတယ်။ပညာတက်ကိုမှအထင်ကြီးတယ်။ ပညာပတ်စံရှိနေလို့ရှိရင်မျက်နာမျက်နာကြီးကဟင်ဘက်ပါဆိုပြီးတော့တို့လူမျိုးတွေရဲ့တချို့တော့အောက်တန်းကြတဲ့စိတ်ဓာတ်တွေလူမျိုးရေးခွဲထားတဲ့ခွဲထားတဲ့စိတ်ဓာတ်လူဆိုရင်မတူဘူးဆိုတဲ့စိတ်ဓာတ်တွေကြောင့်ဒီနေ့ထိနင်တို့လုံနေတော်လာရေးသိတော့မလားပြန်စမ်းစား အခုချိန်မှာဟိုဆယ်လေးကတချင်းဆိုလောလဖန်ရေးဇာဖလာတချင်းနေဆိုပဲလောလိုက်တယ်အာပတ်စာနေဆိုလို့ရှင်အာဟိုနေရာမှာဟိုပတ်စာနေရာချုပ်ရှင်းတာပဲပြီးလို့ရှင်အမှန်တရားပြောပြီးတော့အမှန်တရားကိုဖော်ထုတ်ခိုင်းလို့ရှင်တို့ကဒလန်ပြောတယ်လေနင်တို့တွေကဒါတွေကအဲနင်တို့တွေညမကောင်းချောင်းပြင်တို့ဒလန်ပဲဒါပေမဲ့တို့စီရမှာဒီပတ်စာနေကိုဒီဒီအတွက်တော်လန်ကြီးအတွက်ရှာတယ်ဆိုရင်အဲ့ပတ်စံတော်လိုင်းရေးတဲ့သွားတဲ့ပတ်စံနဲ့ရှိကိုရှိရမယ်လေဘယ်နဲ့ဘယ်ဟုတ်မလဲနင်တို့တွေကအဲတော်လိုင်းရေးမှာတကယ်အမှတ်တွေအတွက် တော့သုံးချနေကြတာပဲရှိတယ်နင်တို့အမတ်တွေဟိုတချို့အခုနှုတ်လည်းထမင်းစားနေရပဲနှုတ်ထမင်းစားနေမယ်နင်တို့မျိုးလုံးဝင်တို့ကန်းထားကြတယ်နင်တို့ကမျိုးလုံးတွေတို့ဟိုအနီပိင်းတွေကမျိုးလုံးတွေကိုအကမ်းမထားတယ်သူမကြည့်တက်ဘူးဘာကြောင့်ဆိုတော့ဘလို့ဘာကြောင့်လဲဆိုတော့မလဲရတယ်ငါတို့ငါတို့ဆယ်လီတွေကငါတို့ဆယ်လီတွေကဆီယဝင်လောင်းတွေပါရတယ်အဲဟိုစာဆွေးစွာဟိုဆိုလို့ရှိရင်လည်းပေါင်းခါကြီးသူဆိုလို့ရှိရင်လည်းအဲပညာတက်ကြီးနော်ပညာတက်ကိုပဲယူချေဒါပေမဲ့အဲ့ပညာတက်တွေကစိတ်ထားရောက်มาပြီးတော့ပျက်စီးအောင်လုပ်နေလို့မသိကြအောင် သိတဲ့လူကချစ်တဲ့စိတ်နဲ့ကာကွယ်နေကြတယ်အဲ့ပညာတတ်တွေကိုပညာတတ်တွေကိုရန်ကာကွယ်ကြတယ်ရင်းတို့မရဲ့တချို့သောသူတွေစိတ်တက်မှာလူဖြစ်ပြီးတော့လူဆိုတဲ့စိတ်တက်ကိုမထားတော့ဘဲနဲ့ငါတို့ငါငါငါလည်းပညာတတ်တဖြစ်တဲ့ကြောင့်သူကလည်းပညာတတ်နေရတဲ့ကြောင့်အဲ့ပညာတို့ကတော့အားပေးမယ် supporting ပေးမယ်ကျွန်တော်တို့တွေဒီမဆိုင်ဘူးကျွန်တော်တို့နိုင်ငံရဲ့လူဒန်းစားခွဲခြားတတ်တဲ့စိတ်တက်လို့ခေါ်တယ်လူဒန်းစားလူဒန်းစားခွဲခြားတတ်တဲ့စိတ်တက်ကြောင့်ဒီနေ့ချိန်မှာ ။ဘာဖြစ်တမ်းပြဖြစ်ဆိုတော့အဆင့်တန်းကွဲကွာကွာသွားပြီ။မိုးနဲ့မြေတို့ကွာသွားပြီနော်။ပတ်စံရှိအခုဆိုလို့ရှိရင်တချို့အခုနော်အရင်တော့လက်သုံးထောင်ခဲ့တဲ့ဆယ်လီတွေဆိုလို့ရှိရင်ရုပ်ရှင်ပြန်ရကြတယ်ရိုက်ပါရိုက်ရမှာမင်းတို့ရမလားတို့လည်းဘိုက်ရှိလေတို့လာကြွေးမှာမဟုတ်လားတို့တော့မှအကောလုံးနိုင်ငံကြအကုန်ထွက်ပြေးသွားကြပြီလေဟုတ်တယ်မလားတို့တော့နိုင်ငံကြသွားကြပြီဆိုတော့တို့တို့ဝန်းစားတယ်မဟုတ်တို့မသားသမီးရှိတယ်လေဟုတ်တယ်မလားတို့သားမျိုးတို့ရှာကြွေးရမှာပေါ့မိသားစုရှိတာပဲတို့ပါဝင်တဲ့အချိန်မှာပါဝင်ကျမတို့လည်း blame တော့အစတို့ blame နေ blame တော့ဘာလို့ blame တော့မှာလဲ တို့ခမရလဲထမင်းစားဖို့တည်းနုလာကျွေးမှာလားနုလည်းလာမကျွေးဘူးလေဟုတ်တော့ဆိုတော့တို့လည်းတို့လောက်ရတို့တော့လုံနေရမယ်ကျောင်းနိုင်ငံမှာကဖြစ်ချင်တာဘလို့ခေါမလဲသူတွေကအစ်စင်တန်းခွဲချတဲ့စိတ်ကြောင့်ဒီနေ့ချိန်မှာဘလို့ခေါမလဲဆယ်လီသားသမီးဆိုလို့ရှိရင်အသက်ပဲပါတယ်ဆယ်သားသမီးဆိုလို့ရှိရင် ဦးစားပေးရမယ်။အဲเจ้าမလည်းရှိပါတယ်เนาะဆရာဆရာမတွေပတ်စံရှိရသားမင်းဆိုရင်မြန်ကျွန်မတို့ခေတုံးအောင်ရှိရเนาะကျွန်မကျွန်မတို့ခေတုံးအောင်ဆိုလို့ရှိရင်အဲ့လိုပဲအန်တီမရဟိုပြောရမယ်ဆိုရင်မြို့မှာမျက်နှာဖုံးလေးဆိုတော့အန်တီအန်တီတို့ဆရာမအရင်ချစ်တာမလေးလက်ဖျားရမတူဘူး။ပြင်းဒေါ်ရီဆိုမှပါရင်ထက်လာလေအေးစမင်းစားပေးပြလာအေးအန်တီအမေကလည်းအရင်ချိုးတော့ငယ်တော့ဟေးနေကောင်းလားကျန်းမလားအဲ့လိုမျိုးပေါ့เนาะအေးဒါမျိုးလေးရှိတဲ့တနာတို့နိုင်ငံရဲ့ ဖားတာပေါ့နော်ပတ်စံရှိသူဆိုဖားတယ်ပညာတက်ဆိုလို့ရှင်ဖားတယ်ပညာတက်ဆိုအထင်ကြီးတယ်တို့နိုင်ငံရဲ့လူတွေရဲ့စိတ်တက်တယ်အဲ့အရာတကယ်တမ်းကြတော့ဘာဖြစ်သွားလဲဆိုတော့လူတွေရဲ့ပညာတက်တွေကိုအမှားအမှန်ကိုမခွဲခြားတတ်တော့ဟုတ်တယ်ဟုတ်ပညာတက်တွေကိုပညာတက်ပြီးတော့တချို့ကဒါမရှိဘူးဦးနောက်နဲ့မဆုံးဖြတ်ကြတော့ ငါပြင်ရတာပဲငါပြောသမျှကိုအကုန်လုံးကယုံကြမှာပဲဆိုရဲစိတ်တက်နဲ့သူတို့လုတ်ချင်ရသူတို့လုတ်တယ်အခုတော်လာရေးမှာဆိုရှင်နော်အခုဆိုကြည့်အမေစုကဘယ်လိုနေမှန်းလဲကိုမသိနော်အသက်80နော်ပြည်သွားပြီနော်အသက်80အမေအိုကြီးကတော်ထဲမှာအဲထောင်ထဲမှာပြောတာသူတို့ကတော့ယနေ့ထိအမလီသွေးကြီးမှာဆွေးနွေးစရာမရှိဘူးဆိုပြီးတော့အမျိုးမျိုးလက်ပတ်ဟိုနားမှာပစင်းဆိုပြလိုက်ဟိုနားမှာဖန်ရေစာလုတ်လိုက်လုံနေကြတာပဲရှိယနေ့ထိဘာမှအကောင့်ထဲလည်းဖော်မနိုင်ဘူး အဲ့ဒီအလုံးဟိုပြောပြတာပူနောက်စဉ်းစားလေနော်မလေး NLD အမတ်တွေ NUG အမတ်တွေဘာလို့လုပ်နေကြလဲကဲအရင်တော့ဟိုအော်အော်နေတဲ့အမတ်တွေဘာခုပဲမှလဲသူတို့အရှိုးရှိုးနဲ့နိုင်ငံရမဟုတ်လားအဲ့ဒါအမှန်တရားအမအဲ့အမှန်တရားကိုဖုံးထားကြတယ်ဘာနဲ့ဖုံးထားလဲအချစ်တဲ့စိတ်နဲ့ဖုံးထားကြတယ်အဲဒါဒါမှန်နေဒါဒါဒါသူတို့မှန်နေသူတို့ဒါမှတကယ်တမ်းကျတော့အဲ့လူတွေကတကယ်တရှိုးတွေအစ်စ်သူတို့ကတော်လန်ရေးမှာဟိုပေါ့နိုင်စေချင်တာမဟုတ်ဘူးသူတို့နောက်ကျိုး ဓာတ်နဲ့ထိုးတဲ့သူတွေအဲ့ဒါကြောင့်ကျိုးကိုဓာတ်နဲ့ထိုးတဲ့သူတွေတို့တွေကတကယ်တမ်းကျတော့ရှင်တို့ကိုးခွက်ထားတဲ့ရှင်တို့ယုံကြည်ထားတဲ့ပညာတတ်တွေကတကယ်တမ်းကျတော့အခုချိန်ရတဲ့အထိဟိုမှာထောင်ထဲမှာနေရတဲ့အမေအိုကြီးကကြမ်းမာလားမကြမ်းမာလားမသိနေလားညာလားမသိအခုတတိယနေ့အထိအမေဆိုဟိုလင်မယားကမလဲအမေဆုနဲ့ဘလို့ဆက်ဆက်ခက်တာတွေကို line ပေါ်အရှက်မရှိ line ပေါ်တင်ပြီးလှုပ်ရှားနေတာကြီးကိုရှက်လို့မရှက်တတ်ဘူးလားငါသာပညာတတ်တယောက်ဆိုလို့ရှင်လေ အေးဗာငါသားသမီးပင်ရည်အတွက်ငါသွားရဲဆိုရင်တော့မငါ line မကုန်စမ်းနေတော့ဘူးဘောစင်မော်တက်ပြီးသချင်းဆုပြရတယ် English လို့ eat the bush the shoot တယ်လို့ပြအဲ့ဒါကိုလည်းအောက်ကနေအမလေးတော်လိုက်တာတော်လိုက်ကြတာအေးဗောနိုင်ငံခြားပါအကြောင်းတက်မှာတော်တာဘောဘယ်တော့ပဲနေမလားဟိုမှာဟိုစေဘေးဆောင်ခလေးတွေကတော့စာစာချက်ပုံပြောနေဟိုမှာဝီဝီဝီဆိုပြေးနေရပြီတဝီဝီဆိုပြေးနေရပြီ တူဦးကြီးဆိုမှမြေအောက်ထဲဆင်းပြေးနေရပြီစာတင်ကြောင်းတော်မှာခုံလေးတွေမချိမနဲ့နဲ့မြေကြီးပေါ်မှာစာတင်ရကလေးတွေအဲ့ဒါလေးကျတော့မတနာကြအောင်ဟင်းမတနာကြရမလို့အဲ့ဒါတွေကဟိုစစ်ပေးရှောင်းနေလေသူတို့ဘလို့ပဲရှောင်းရှောင်းဆိုလည်းပြည့်ပြည့်ပေါ့ကြားမအောင်ရတယ်ဟိုမှာအမေရိကမှာကြောင်းတက်သူကအရေးကြီးတယ်ညင်တို့ရဲ့အတွေးခေါ်တယ်ညင်တို့ရဲ့အောက်တန်းကြားတဲ့အတွေးခေါ်တယ်ပညာတက်ဆိုလို့ရှိရင်မှားမှားနေရမှာညင်တို့ကဟိုမနေကြတာ နင်တို့ကသူများတကဘောမှလို့ပြောနင်တို့ကလည်းနေပိမ့်ရမနေကြဘာတွေမှနေမှလည်းငါလည်းမသိအဲ့ဒါကြောင့်မလို့ခါလေကြာရင်အန်ဒီကနောက်ဟိုအန်ဒီပြပြမယ်နော်ဟိုအန်ဒီအန်ဒီတာလာလည်းပြန်တယ်ပြန်တက်တယောက်ပါပဲဒါမတားရနော်ပညာတက်ပေမဲ့ तू ကသူ့ရဲ့အလုပ်မှာဆိုလို့ရှိရင် तू ကတကယ်အကြီးစားနေရာကို तू ရောက်ထားတာနော်အကြီးစားနေရာနော်ဒါပြောပြတာဥပမာလည်းပြောပြတာတားရတဲ့ college အောင်ကို तू က ပြင်မတက်တာဒါပေမဲ့တားရနော်အန်တီတာအန်တီလိုစိတ်သက်ရှိတယ်အဲ့တော့အနေချင်းရန်ကျေစုတင်တယ်သူအလောက်မှာသူ့ဆိုလို့ရှိရင်နိုင်ငံကသူသွားတာပေါ့နော်ဒီလိုဥစားပြင်တိလို့ဘာလို့သွားတယ်နော်သွားတဲ့အခါရှိအဲ့လိုမျိုးသွားတဲ့အခါကျရင်သူအဝတ်အစားကိုအဲ့မှာသွားတဲ့အဝတ်အစားကတော့သိမလားနပ်တန်နဲ့သွားတာပေါ့နော်ဒါပေမဲ့သူတကယ်လို့မြန်အိမ်မှာနေတာရိုးရိုးအပြင်းသွားဆိုရိုးရိုးအဝတ်အစားပဲသူ့ဖြစ်တယ်သူသူ့ တချို့ကတောင်းမအကုတ်လူမဝေါ့နော်သူ့ရဲ့ freedom style ကအဲ့တိုင်းမှသူသွားသူ့ကိုအဝိစားကောက်ကောက်မလို့မခေါ်ကြမယ်အလုံးထဲမှာじゃအလုံးအလုံးနဲ့တူအောင်သူဝစ်တယ်အလုံးထဲမှာတောက်လို့ရှင်လူလေးဆောင်သူဝစ်တယ်သူသွားတယ်လာတယ်ဒါပေမဲ့သူ့ရဲ့ private time ဆိုတာရှိတာပေါ့နော်အဲ့မှာじゃသူရိုးပဲသွားတယ်ဘာမှမလုပ်နဲ့ဖြစ်ချင်းဖြစ်မဲ့ဂျပန်ဂွင်းတို့နဲ့ဖြစ်ချင်းဖြစ်မဲ့အဲ့ဒါပကသနာမပေါ့ပကသနာလောက်စီရမလို့ဘူးနော်ပကသနာဆိုတာမျိုးကငါတို့တွေကငါတို့လူမျိုးတွေက ပကသနာအရမ်းမမောကြတယ်တို့လူမျိုးတွေကအဲ့လိုပတ်စံရှည်လို့ဆိုပေါင်းကျင်ကြတယ်ပတ်စံရှည်ဆိုဖားကျင်ကြတယ်အဲနောက်တစ်ခုတို့လူမျိုးတွေကဘာလဲဆိုတချို့ပေါ့နော်တချို့ပြောပါလိမ့်မယ်အကုန်လုံးမဟုတ်ပါတချို့ကြောက်လဲပြန်ရလို့ရှင်ဟာဘာပြပြောအာသူတို့ပြောမြအကုန်အမှန်နေပဲသူတို့ပြောမြအကုန်လားလေဘာပဲပြောကအကုန်အမှန်နေပဲဒါကြောင့်မလို့ ယနေ့အချိန်မှာယနေ့ထိတော်လန်ရေးလို့ပြောတာပြောတော်လန်ရေးက9နှစ်ပြီတော့မယ်ယနေ့ထိအဖြူနဲ့အမဲတဲ့သူမသိကြအောင်ဘာလို့လို့လုံမှန်းလည်းမသိဘတ်ဆန်လည်းမရှိတော့ဘူးဘတ်ဆန်လည်းကောက်တဲ့အလှငွေလည်းကောက်နေကြကောက်နေကြတာပဲအမအန်ဒီပြောမယ်နော်အန်ညူလေးအန်ညူလေးတစ်ချက်တောင်မလို့ဟာဘာလို့ငါလှူမှာလဲ ငါလူလို့ကသူတို့ငါပတ်စံနေအကုန်လုံးငါကျွေးနေစားရသူတို့သူတို့အမတ်တွေအိမ်ကောက်ကောက်နေဖို့အတွက်အိမ်နာကတွေဟိုသူတို့အိမ်အမေရိကမှာအိမ်တွေဝယ်တာတွေအော်စီမာတွေအိမ်တွေဝယ်တာတွေသူ့သားမီးတွေကြောင်းတက်ဖို့တည်းငါပေးရဖြစ်မှာငါပဲပေးခံနိုင်မလဲမလို့တော့ကျုပ်ထမင်းစားရလဲကျုပ်ကျုပ်ဟိုဟာစားရမဟုတ်တာကြီးမပေးဘူးနော်မင်းစားနေဥနောက်ရှိတယ်ဟိုအန်ညူကြီးမို့လို့အမလေးဟိုကဆရာဝန်မို့လို့ဟိုကကဗျာဆရာမို့လို့နော်ဖားဆရာအကြောင်းမရှိဘူးဥနောက်ရှိတာပဲစဉ်းစားပေါ့ ခုနောက်ပိုင်းအန်ဒီကဆယ်ရီတွေဆိုရင်တော့တော့မကြည့်တော့ဆယ်ရီအလုံးပေါ့အန်ဒီကအန်ဖောလိုလုပ်ထားရတယ်စရတယ်လည်းမလုပ်ပါဘူးရင်တော့ကိုသက်ချက်တဲ့မင်းသားကြီးရှိတာပေါ့နော်ဘယ်သူမှမကြည့်တော့ကြည့်စရာအကြောင်းလည်းမရှိတော့ဘာကြောင့်လဲလူဖြစ်ပြီးတော့လူလိုမတွေးတဲ့ဟာလေလူဖြစ်ပြီးတော့လူစိတ်မရှိတဲ့သူတွေလူဖြစ်ပြီးတော့အမှားမှန်ကိုမခွဲခြားတတ်တဲ့သူတွေနဲ့ပေါင်းသင်းမဆက်ဆံကြလို့လူပြေလို့ဖြစ်လာရင်လူရေလို့ဖြစ်လာရင်ဘယ်ဟာမှန်လဲဘယ်ဟာမှားလဲဆိုတာစဉ်းစားတွေးခေါ်တက်ကိုတက်မှတက်လို့မရဘူး အခုလူဖြစ်ပြီးတော့ပညာတတ်ပြီးတော့ပဲပတ်စံရှိပြီးတော့ပဲအဲ့ဒီတွေလူစိတ်မရှိနေပါစေရတယ်အဲ့ဒါပဲအခုမှဟိုမှာတကူထွက်လာပြီဩစတြေးလျမှာဟိုဆိုတော့နံပါတ်လေးလုံးဆိုတော့တရတချင်းနေသွားဆိုတယ်ပတ်စံနေဘလောက်အများကြီးရကိုရီးယားမှာသွားဆိုတယ်ပတ်စံစင်းရင်မလုပ်ကြဘူးဟောဒါပေမဲ့အဲ့အကြောင်းပြောတာလူရက်လူရက်လှူချင်တာလှူကြပေါ့တို့နော်ပတ်စံတော့လှူလာလှူကြလှူကြလေနင်တို့မှသွားလှူကြ တို့ကတော့စင်းနေပြပဲနဲ့အဲ့ပတ်စံနဲ့တချို့တွေဘုံလာနေရှိမယ်အဲ့အခုမှဟိုဘလော့ဖြစ်ပါတယ်ဒီဘလော့ဖြစ်ပါတယ်လိုက်ပြောကြရတယ်အဲ့ပြီးလို့ရှင်ဟိုနင်တို့ပြောတော့လက်စုံချောင်းထောင်ပြီးတော့ဟိုတော်လန်ရေးနိုင်စေခြင်းနဲ့မိမတွေကအမှန်တရားယနေ့ထိနင်တို့စီးရဲ့မြင်းကအထီးမှန်းလည်းမသိအမှားမှန်းလည်းမသိကိုရဲ့ကိုကိုအားပေးတဲ့အစိုးရကဘာမှန်းလည်းမသိဟိုပြန်တက်ပြီးရောပဲဆိုတော့စိတ်တက်နေဘယ်သူမှမသိဘာမှမသိလုံနေရဟာရင်တို့ဒီတော်လိုင်းသိကမနာဘူး နိုင်မှာအခုလည်းနှုတ်နိုင်လို့လားလင်းနေခွဲလို့ငါးနေပဲပြီတော့မယ်အခုဘာဖြစ်ပရောဆက်ဟိုကျက်တယ်ကျက်လာတာပဲရှိတယ်တိုင်းပြီးရတိုင်းပြီးရစင်းရတဲ့စင်းရတာတော့ဟိုနင်တို့မစင်းရလူအောက်ခြေတန်းလူရန်းစားတွေကခက်ခဲသွားတာလीနော်တချက်တချို့တွေကြတော့လဲအန်ဒီဆိုလို့ရှင် single mother ကြောက်အန်ဒီ supporting ပေးလာတိုင်းပေးရတယ်သူ့ကြအန်တနာလို့ဘာကြောင့်လဲသူ့ခင်ဗျာ သူပြောတယ်လေရှင်းရှင်းလေးအိမ်လာကတစ်လ9000ပေးရတယ်အိမ်လာကတစ်လ9000ပေးရတယ်အန်ဒီအဲအိမ်လာကတစ်လ9000မှာသူ့မှာ supporting ရမရအောင်နော်သူယောက်ျားသူသူကလေးအဖေပေါ့နော်ကလေးပြလုံးဝသူမကြည့်ရကြောင်သူကလေး supporting သူမှာမရှိဘူးမရှိအဲကလေးမလေးကဘာလုပ်ရလဲသူများအိမ်မှာ wood တွေရှုံရတယ် mute တွေရသူသမီးတို့ကြွေးနေရတာအဲ့ဒါတွေတွေ့ကြတော့ဘာသူကိုချင်းစာပေးလဲသူကကိုချင်းမစာပေးဘူး no 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 ပေးမပေးဘူးနင်ဖြစ်နေခံပေါ့နေဖြစ်နေခံအဲနမကြီးတွေများတို့ခုဖြစ်ကြပါလားမခံကြတော့ဘူးအဲ့ခါကျဝါမီတို့ supporting ပေးကြတယ် အဲ့ခေလူမပီးသားကြတော့အဲ့ခေလူစိတ်မရှိတော့လူစိတ်ရှိရမယ်နဲ့မှမရှိကြပဲလူစိတ်မရှိနဲ့ရှိရင်တို့ရဲ့စိတ်တက်တွေကြောင့်တိုက်မိရလဲဆုတ်ရတယ်ဆုတ်သွားတော့နင်တို့တွေလဲဟိုအဲ့လိုနီးပိနေပြောချင်ပါတယ်ရှင်တို့ပြောတော့တော်လိုင်းရေးလုပ်နေဆိုတာကရှင်တို့အမေစုကိုခေါင်းထဲမှာထည့်လိုက်ရဲ့လားအခုအမေစုအခုအမေစုတော့ဗောရှင်တို့တွေအိမ်မှာဆယ်ဒီတွေဘာပုစ်တစ်ခုများတင်ပေးဘူးလေအခုတတိဟိုဟိုကထဲထဲမှာ အမေမွေးနေဆိုပြီးတော့အမေစုမွေးနေဆိုပြီးတော့အမလေးလက်မတည်ရောင်းနေကိတ်မှုတွေခွဲကြတယ်ဟဲ့မွေးနေဆိုတော့နားလဲလားမွေးနေဆိုဘလို့ချင်းပါသိကြလားအခုတတိလှုပ်ရှားနေတာအဲ့လှုပ်ရှားတာလည်းအားပြည့်သူလည်းအားပြည့်ပြီးတော့အမလေးတို့ပြောလို့ရှိရင်ငါတို့ကပဲအမငါတို့တွေကလော်ပြီးဖြစ်သွားပဲငါတို့ကဘောမာတယ်ငါတို့ဘယ်ဘောမာမှာငါလင်ဘောတော့ငါမမအဲ့လိုမမရင်ပြောမှာဆိုငါလင်ဘောတော့ငါမမကျင်တော့ဆိုတော့ကျင်းတဲ့ဘောမာကိုနေသားဒါအမှန်တရားပြောတာလေအမှန်တရားပြောတာကိုကုလီလက်မခံနိုင်ကြဘူးဘာကြောင့်လဲနင်တို့ခေါင်းထဲမှာသိတာကအစင်နှခွဲတဲ့စိတ်သက် စိမ့်နေရင်လည်းငါတို့အစိမ့်ဖြစ်နေမှာအဲအနေဆုံးလည်းအနေဖြစ်နေမှာဒါပေမဲ့တို့မှာလူလူချင်းကိုချင်းစာနာတက်တက်စိတ်မရှိသေး၍တနေ့ကြရင်တို့အိမ်ရှိကိုရောက်လာမှာမင်းတို့အဲ့ပါပါမခေါ်ကြနဲ့တိုင်းပြည်ကပြတ်တယ်ဆိုရင်ခေါင်းငါတို့ဘောလင်းကစားလို့ပေါ့နော်ဘောလင်းကစားဆိုရင်ဒီဘက်လှိမ့်လိုက်ခါလို့ဒီခေါင်းထိလို့ရှိရင်အကုန်လဲပြီလေအဲ့ဒါပဲညတို့ခုချိန်မှာတချို့တွေဆိုထင်းပွဲ၅ပွဲ၆ပွဲနဲ့စားပြနေတယ် အဲ့တော့ပြောမှာမလေးဘာဖြစ်လဲအဲဘာဖြစ်လဲသူတို့ဟိုငါတို့ guard ငါတို့ရှာလို့ငါတို့စားနိုင်တာပဲလို့ပြောကြလိမ့်မယ်စစ်ပေးရှာလို့ကြတော့မလေးဘာလို့တနာနေရမှာလဲတနာစရာမလိုဘူးဒါပေမဲ့ပေါ်မှာစစ်လေးအရင်ကခံပြီးတော့မလေးလို့သူကလွတ်တက်တယ်နော်ဆယ်လေးတော်တယ်တော်တယ်မှာအိုးချက်ပြရဲဆိုအဲကျမရေကြီးစိုက်ကြနော်မလေးအရင်အားပေးနေတယ်နော်မလေးတဲလေးတွေနော်တော်ပြီးတော့အားပေးနေကြတာပြီးတော့ဟိုကနိုင်ငံကြထွက်သွားကြတယ်နားလည်မှုရမ်းပေးကြတာပဲ အာနားလည်းမှုရမ်းပြေးဟုတ်တာဗောသွားမှာဗောခလေးရှေးရရှိတာဗောဟိုမှာဘုံချဲလို့ဘန်းဘန်းဘန်းဆိုမှာခလေးတွေမှာစိတ်ပွဲဆောင်ခလေးတွေဘုံချဲလို့ဟိုလက်တွေပြက်ခြေတွေပြက်လဲအဲ no problem နဲချောက်ပေါ့ဘုံရတယ်ခဏအဲ့လိုမျိုးနင်တို့တွေရဲ့တစ်ဖက်သက်ကိုချင်းစာနာစိတ်မရှိတော့ကြောင့်နင်တို့နင်တို့လိုချင်တဲ့ဒီမိုကရေစီသေတော်မရအောင်ဒီပိန်းတွေကိုပြောတာနင်တို့လိုချင်ဒီမိုကရေစီသေတော်မရအောင် ။ဘာကြောင့်ညို့မှာခွဲခြားတက်တက်စိတ်။ညို့မှာပညာတတ်ပြီးရောပဲ။ကျန်တဲ့လူတွေကလည်းမဆိုင်ဘူး။ညို့ရဲ့စိတ်ထဲမှာငါတို့ပတ်စံရှိတဲ့လူပဲအားပေးကြမယ်။ပတ်စံရှိတဲ့လူပဲငါတို့အထင်ကြီးမယ်။အဲ့ဒါကြောင့်မလို့ပဲ။အမှုပညာတဲ့ရအစငါအားလုံးပြောချင်တာ။အစိမ့်ညာတော့ပြောပါဦးသူကငကိုရဲစိမ့်နာပြီးတော့ဆိုဟိုနေရနေပြီးတော့အခုစိမ့်မစိမ့်တစိမ့်ဖြစ်တာပြောချင်တာပါအဲ့လူတွေဘာပြောပြောအမှန်နေကြီးပဲเนาะသူတို့တွေက ပြောချင်ပါတယ်ရှင်တို့နီပိန်းနေရဲ့အဲဆယ်လီနီပိန်းနေရဲ့အချစ်တော်တွေပြည့်တတ်တယ်ပေါ့ရှင်တို့ဆယ်လီရံပူနေသီလားသူနိုင်ငံခြားမှာအေးစစီနေနေရပါတယ်နော်နိုင်ငံခြားမှာမေးဆုံးရေးဆုံးအဲတိုက်ခန်းလေးတွေနဲ့ပြီးလို့ရှင်ကွန်ပျူတာဝိုင်ဖိုင်ပြင်နေရပါတယ်လို့မပူကြနဲ့နော်မပူနဲ့သလားရှင်တို့တွေပူရမှာလေရှင်တို့နိုင်ငံရေးရောအမေစုပဲပူပေးကြပါအန်ဒီကတော့ဂျင်းနေရတွေရနေဖလန်ပြောလိုက်ပါတယ်စိတ်ထဲမှာအမေစုအမြဲဆုံးလွတ်မြောက်ပြီးတော့ ူရဲ့နောက်ဆုံးအချိန်လေးမှာသူ့သားသမီးတွေနဲ့ပဲသူပြန်ပြန်နေစေချင်တယ်။ဒါအန်တီရဲ့ဆန်တာ။အန်တီဆိုလို့ရှိရင်တော်ပြီမပေးစရဘာဘာပေးစနေမှာလဲ။အမလီတမမတန်လာယူ။ငါဆိုလို့ရှိရင်ပြန်ငါငါငါနိုင်ငံငါပြန်ပြီးတော့ငါခလိလိုငါပြန်နေမှာပေါ့။မတန်လို့လေ။ချိန်လိုနဲ့မတန်ဘူး။မတန်။ဒါကြောင့်မလို့အန်တီကတော့ရှင်းတယ်။ပတ်စံရှေ့သူလည်းမပေါင်း။ပြန်တက်လည်းပေါင်းမနေဘူး။စိတ်ထားလှောက်ကိုပဲပေါင်းတယ်။ လာပဲလာပဲပြောချင်ပါတယ်ဒီမှာဒီနေနေလေးမိပေးနေတော့နာကြပေါ့ကွယ်အဲကြောင့်ကိုအရင်နဲ့ဆက်ဆံပေါင်းတဲ့နေသူတွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါင်းပညာတတ်တွေပေါင်းလာတော့ဟိုပညာမတတ်တာမရှိဘူးစိတ်လုံးလှပြီးရောပဲအဓိကစိတ်လုံးလှဖို့ဒီကြီးတယ်ပေါ့နော်ဒါကြောင့်အားလုံးစိတ်လုံးလှထားကြပါလို့ပြီးတော့မှန်တဲ့မှန်တယ်ဆိုလို့ရှိရင်ရွေးချယ်တဲ့ခါမှာလဲကာလာမကြည့်ပဲနဲ့လှုပ်ဖဲနဲ့ဘယ်သူကတကယ် မှန်နေလဲဘယ်သူကတကယ်သွားနေလဲဘယ်သူကဘယ်လိုစိတ်ထားကောင်းလဲအဲ့ဒါရေးပေါင်းကြပါလို့အနေတို့မြန်မာနိုင်ငံရဲ့အများဆုံးငင်းချဲရရှိပြီးတော့နော်အမှန်တရားဘက်မှာနင်းကြပါစေအမှန်မှန် great corner နဲ့ဦးနောက်များရှိကြပါစေလို့ပြောရင်းနဲ့အနေရဲ့ life ကိုအဆုံးသတ်ပါတယ်ရှင့်